ကဲကျမရဲ့ပြည်သက်ကြီးအားလုံးမင်္ဂလာပါเนาะကျမတို့မတွေ့ရတာလည်းဒီလိုမျိုးမတွေ့ရတာလည်းကြာပြီပေါ့เนาะကျမအတန်နဲ့ပဲဒီစကားပြောပေးနေပေါ့เนาะတည်နေတင်ပေးနေရတော့ကြာမလို့ဒီနေ့ကတော့ကျမကအားလုံးနဲ့လည်းတည်ခြင်းတဲ့အကြောင်းအရာလေးကိုကျမကိုယ်တိုင်တည်ခြင်းတဲ့အကြောင်းအရာလေးကိုလာပြီးတော့ကြည်ရပါတယ်ဆိုတော့ဒီဟာကဘာအကြောင်းအရာလဲဆိုလို့ရှိရင်ကျမတို့28ရက်3လ2025နေ့မှာလှုပ်ခတ်သွားတဲ့ငလင်ပေါ့ဒီငလင်ကြောင့်မို့လို့ ပေါ့နော်အဲမြန်မာနိုင်ငံမှာပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့တယ်ဆိုတော့ဒီငလင်ကိုအဲသူတို့ပေါ့နော်ဒီငလင်ကျွမ်းကျင်တဲ့ပညာရှင်တွေငလင်သူတည်တည်တွေကတိုင်းတာတော့ချက်တဲ့အရာတော့ဒီဟာကဒီမြေအောက်မှာရှိရဲ့ပြည့်ရီကျော်ပေါ့နော်စကိုင်းပြည့်ရီကျော်ကနေပြီးတော့အခြေခံပြီးတော့ လုတ်ခတ်ခဲ့တဲ့ငလင်ဆိုပြီးတော့ဒီကျွမ်းကျင်တဲ့ပညာရှင်တွေကသုံးသပ်ထားတာပါဒါပေမဲ့ဘောနောဒီမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဒုက္ခရောက်နေလို့ဆိုပြီးတော့ဒီကြွားချီလာတဲ့မိုင်းမုံဆရာတော်ကတော့ဘယ်လိုမျိုးဟောကြားထားလဲဆိုလို့ရှိရင်မြေအောက်မှာရှိတဲ့မိုင်းမောင်း3000ကျော်ရှိရဲ့ဘောနောဒီငကားကြီးရာခန္ဓာကိုယ်လှန်လိုက်တဲ့အတွက်ကြောင့်မလို့ငလင်ကဖြစ်ပေါ်လာတယ်ဆိုပြီးတော့ဟောကြားထားတာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုလေးကိုကျွန်မအခုထည့်ထားပေးပါတယ်တစ်ချက်လောက်ကြည့်ပါရှင်ကျွားလာတာ ဆွေလိုခြင်းတို့ငွေလိုခြင်းတို့ပစ္စည်းလိုခြင်းတို့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာပါလာတာလေမေတ္တာလာပို့တာပါဘုရားဟာလေနတ်ပြန်ပါဆရာဟိုလိုက်ကိုတို့မှမိုက်ကြကြည့်ပြမှာအတိတ်ခံဘောဆရာတော်တရားတိုင်းဘဝနာတရားခိုင်းနဲ့နတ်ပြန်ပါလေငါးဒီမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွားပါမကြွားပဲနဲ့မေတ္တာလာမပို့ပဲနဲ့ယူအများကြီးပြည်ပစ္စည်းနိုင်တယ် ဘဝနဂါစီရနဂါယဘဝဘဝနဂါစီရနဂါအကောင်ကြီးဘလောက်ရှိတာမိုင်ပေါင်း3000ကျော်တယ်နဂါယတို့လန်နဲ့တော့ဒီမြေကလေးလှုပ်သွားတယ်နော်အဲ့ဟာဘာလို့လူချို့တယ်ဟိုစိတ်မငြိညွတ်တော့တချို့အာဟုတူပဲလှုပ်နေဖို့ကိုများတယ်ဟုတ်တယ်ဒါကြောင့်ဆရာတော်ပြမေတ္တာ အဲ့ရအခုလိုများတဲ့ခုကိုအဲ့ရဒီဒီပစ္စည်းရလားခံစားခံစားရတယ်နော်ကဲဒီဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော်မိုင်းမုံစီအရောကတော့အဲကျမတို့ငလင်းလှုပ်ခဲခဲတာကမိုင်ပေါင်း3000ကျော်ရှိတဲ့ငကားကြီးကြောင့်ဆိုပြီးတော့သူကဟောကြားထားတာပဲဖြစ်ပါတယ်ဆိုတော့ကျမက ယုံကြည်တာတွေမယုံကြည်တာတွေဆရာတော်ယုံကြည်တာတွေမယုံကြည်တာတွေကျမရဲ့ personal ပေါ့နော်ပုံကူကြီးရာမပြောလို့ပါဘူးဒါပေမဲ့လို့ဟိုခက်လူငယ်အရာတော့၎င်းရှိတယ်မရှိဘူးဆိုတာအငြင်းပွားစရာဖြစ်နေရပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျမတို့လူလူငယ်တွေမှာအာဒီ၎င်းကိုတရားမှလည်းမမြင်ဘူးကြားဘူးဆိုတော့ဒီ၎င်းရှိတာမရှိတာအထက်ပေါ့နော်၎င်းဆိုတာဘာလဲဆိုတာကိုအငင်းပွားပွားရဖြစ်နေတဲ့အချိန်မှာဒရိုက်တာဦးကျော်ဟင်းကျော်ပေါ့နော် လူကနေပြီးတော့တကယ်ကိုငကားရှိတယ်ဆိုတဲ့အကြောင်းကိုပြောထားတဲ့ဗီဒီယိုတစ်ပုဒ်ထွက်ပေါ်လာပါတယ်။အဲအဲ့ဒါကိုကျွန်မကကျွန်မရဲ့ပရိသတ်နဲ့အတူတူကြည့်ချင်တာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်မတို့ရေအရင်ဆုံးစာကြည့်လိုက်ကြအောင်နော်။ဟောကြားတော်မူတဲ့တဲ့မှာဘုရားတဆူနဲ့တဆူပွင့်တဲ့ရှားမှာတက်တဲ့ကိုရင်စာပြောတာနော်။အဲငကားမရှိဘူးရှိတယ်ဆိုတော့တက်တဲ့ရအဓိကကြ။အားလုံးအသိကျင်ကြ။ဒါဟာဟိုကာလနဲ့အချိန်ကနဲ့ဒီဘက်တက်ရွယ်ပိုင်းနဲ့ကြောက်လာတဲ့ပုံကိုယ်တွေကြတော့လေ လူသားတွေကြတော့လေဒါယုံမတန်နေရာတွေရှိရပေါ့ဒါအဘာတို့ကြတော့စာပေနဲ့ဟောအတတ်ပညာနဲ့ရောအကျင့်သိက္ခာနဲ့ရောသွားရတော့ကြောင်းမလို့အဲ့သုံးမျိုးဟာတက်တည်ဖြစ်တယ်။ဘာလို့ဆိုတော့လေဖျားသူစုနဲ့သူစုရဲ့ဈာမမနှိုးတော့အိပ်ဆက်ခြင်းနဲ့နေတဲ့ကာလနဂါးဆိုတာရှိအဲ့ဒါကိုခြေကလည်းဆိုရင်နဂါးမရှိဘူးရှိတယ်ဆိုတော့ဟုတ်တစ်အဖြေခိုင်လုံသွားတယ်။နှစ်ကြတော့ဘာလဲဆိုတော့နဂါးကအစိမ့်အောင်ရှိတယ်အဝါအောင်ရှိတယ်အနီအောင်ရှိတယ်အဖြူအောင်ရှိတယ် အဲ့တဘောပေါ့အဲ့တော့အခုလိုမြေကဗလာမှာရှိနေတဲ့ရေရှိနေတဲ့မြတ်ကာလပလုံနေရာတွေအားလုံးကငကားရှိတာပဲအဲ့တဘောပဲအဲ့တော့မြေကဗားရဲ့အောက်မှာရေရေကဗားရဲ့အောက်မှာလေးလေးကဗားရဲ့အောက်မှာဟာအသီးသီးနဲ့ရှိနေကြအဲ့တို့ကြောင့်မို့သူကငကားဆိုတဲ့ဥစ္စာကရှိလဲရှိတယ်အတိအကျပြောမယ်ဆိုရင်ငကားကပကြီးတွေကပုံစံတိုင်းတော့မဟုတ်ဘူးအဲ့ဒါကတော့ထီကဆရာတို့ရဲ့ချက်တွေချင်းလှပအောင်ပဲကြတူအောင်လို့ရေးချစ်ကြခြင်းမျိုးရှိတယ် တကယ်ကြတော့နဂါးရဲ့ခေါင်းကပစွန်ကောင်းတဲ့အရန်ဆင်တယ်အဲအဲ့ဒါကဒိဋ္ဌဓမ္မပဲဘာလို့လဲဆိုတော့ဒီနဂါးရဲ့ခေါင်းကပစွန်ကောင်းတဲ့အရန်ဆင်တယ်လို့ပြောထားပါတယ်အဲ့တော့ကျမတို့တွေတည်နေတဲ့နဂါးကပေါ့နော်ဒီလိုငကားပုံစံတော့မဟုတ်ဘူးပေါ့ဒီပြောတဲ့အတိုင်းဆိုလို့ရှိရင်ပကြီးရေကအတိုင်းတော့မဟုတ်ဘူးပေါ့လေပစုံကောင်းဆိုတော့အဲပစုံဘယ်လိုပြောရမလဲပစုံတော့အကြီးရဲ့ခေါင်းပေါ့နော်အဲ့တော့ ရှိမယ်ပေါ့နော်အဲ့အဲ့ထက်တော့လည်းကြီးရင်ကြီးမှာပေါ့လေနော်ကျွန်မလည်းမမြင်ဘူးတော့မသိဘူးဆက်ကြည့်လိုက်မယ်နော်ဟိုမြေထဲမှာပေါ့အိန္ဒိယနဲ့မြန်မာတို့ရဲ့မြေကြားထဲမှာပေါ့နဂါးကြီးကိုသမောသားတွေရကြတယ်နဂါးရသမောသားတွေရကြရကြတဲ့အခါကျအဲ့ရောင်22တရောင်ဒီလိုပိုက်တာပေါ့နော်အဲ့ဓာတ်ပုံလေးရှိတယ်ဒါအဲ့ပိုက်တယ်သမောအဆဆုံးလို့ဖြစ်နေတယ်အဲ့တော့သူတို့ချက်ပြီးတော့စားကြတယ်လေအဲသွေးစိမ့်နေအံပြီးတော့တေးကြတယ်အဲ့တော့အိန္ဒိယမြေနဲ့ဗမာတွေရဲ့ဂျာလဲကောင်းမှာပဲ အဲ့တဘောပဲအဲ့ဒါကပြီးခဲ့တဲ့နှစ်40လောက်ကပေါ့အဲ့လိုရှိတယ်အဲ့ဒါဓာတ်ပုံကတော့သူတို့ရှိမှရှိတယ်ဒါအဲ့လိုအော်ပြီးခဲ့တဲ့နှစ်40ကအိန္ဒိယနဲ့မြန်မာရဲ့မြစ်ကြားထဲမှာတွေ့ခဲ့တဲ့နှကားအကြောင်းကိုလည်းအဲပေါ့နော်တည့်ရလူကြီးရှိရင်လည်းပြောပြခဲ့ပါအောင်ပြီးခဲ့တဲ့နှစ်40တော့ကျမလည်းမမွေးသေးတဲ့အခါကြတော့လေကျမလည်းအဲ့ဒီအကြောင်းတော့ဟိုဘဝဒုတာနဲ့ပဲပြောပြပေါ့နော်အဲ့ဒီအကြောင်းတော့မကြားခဲ့ဘူးလို့ပါအာတကယ်လို့တည့်ရလူရှိရဲ့ဆိုလို့ရှိရင်လည်းပြောခဲ့ပြပါအောင်အခုတော့ဆက်ကြည့်မယ်နော် ်ဒီထူးဆန်းထွေလာတတ်ဖို့မှတ်တမ်းထဲမှာလည်းရှိတယ်လေအဲ့ဒီဘောပဲအဲ့တော့ तू อ่ะအဲ့တကောင်က तू อ่ะအထီးဖြစ်တယ်အဲ့လိုအထီးဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုခုတ်တတ်ပြီးတော့စားလိုက်တဲ့အတွက်မစားခင်မှတ်တမ်းရိုက်တယ်အဲပြီးတဲ့အခါကျတော့အဲ့မှာစားလိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့တမောကိုနောက်သူ့ရဲ့နှဲ့ပတ်သက်ဆက်တွေ့တဲ့နဂါးကောင်ရောက်လာပြီအဲ့တမောကိုခါထုတ်တယ်အဲ့မှာရှိတဲ့လူတွေအကုန်လုံးကလည်းအကုန်လုံးသွေးစင်းနေအံပြီးတော့တေဆုံးတယ်လေအဲ့ဒါလည်းဓာတ်ပုံရှိခဲ့ပါတယ် အဲ့လိုမျိုးပေါ့အသေးပဲပြောမယ်ဆိုလို့ရှိရင်တော့တတရဝရုဒကဝရုပကကုဝိဒဟလားသုရောကပါလာဆိုရင်နမကြီး၄ပါးထဲမှာသုရောကပါလာဆိုတော့နမကြီး၅ပါးဖြစ်သွားတာပေါင်းတာပေါ့စတုပေါ့နော်ဘဝိကစတုရောကပါလာအဲ့ဒီဘောပဲအဲ့တော့နဂါဆိုတဲ့ပုဂ္ဂိုလ်ကလည်းပါနေလေအဲ့ဒါတတရဝရုဒကဝရုပကကုဝိဒဆိုတဲ့ထဲမှာနဂါပါတယ်ဂလုံးပါတယ်နော်အဲ့တို့ကြောင့်မလို့ဒါကဟိုမယုံကြည်ဘူးဆိုတဲ့အတိတ်ပဲထဲမှာတော့ယုံကြည်မှုလေးရှိအောင်တော့စိတ်ကဘာဖြစ်ရမလဲဆိုတော့ငါတို့ဗုဒ္ဓဘုရားရဲ့ အဲ့ပါမြေတာပွားမြေရာဖြစ်တဲ့နမကြီးဒီပါရဲမှာတော့မှဒီငကားမင်းကြီးပါတယ်ဒီကလုံးမင်းကြီးပါတယ်ပေါ့နော်သူအဲ့သဘောလေးနဲ့အခြေခံမိထားမှဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ဒါဒါငကားဆိုတဲ့အကြောင်းအရောင်ပြောပြတယ်အဲ့တော့သူကနတ်ငကားမျိုးနွယ်လားဆိုတော့ငကားဆိုဒီကမြေကဗလာနဲ့ရေကဗလာမှာရှိတယ်အဲ့တော့ကိုယ်မှာကိုယ်ကလေးရှိတယ်ကိုယ်မှာကိုယ်ကလေးရှိတဲ့အထက်မှာငကားအစိမ့်နဲ့အနီးရှိတယ်အောက်ပါ အဲ့တော့ပဲအဲ့တော့ရေမဆက်ကလေးဆိုတာတကလေးပို့တယ်ကုန်းထက်တကလေးပို့တယ်ဘုရားရှင်ကိုရောမြတ်ပွင့်တော်မူပြီးတဲ့အခါပြိဋိဘံပြုတယ်အားလုံးပြီးတဲ့အခါကျတော့နောက်ဘုရားပွင့်တော်မူမဲ့အခါမှာကဘာကြီးကပြောင်းလဲပြင်ဆင်တယ်အဲ့လိုဟာမျိုးပေါ့အဲ့ပြောင်းလဲပြင်ဆင်တဲ့ပုံမှာမူတည်ပြီးတော့ရေကဘာမြေကဘာမှာလှုပ်တယ်အားလုံးကလည်းလွန်းလွန်းလွလွန်းကြတယ်ပေါ့နော်နောက်တစ်ခါကျဗြဟ္မာကြီးလေးဦးကလည်းဒီကတို့ရဲ့မြေပြင်ကြီးကိုကဘာတစ်ခုရဲ့မြေပြင်ကြီးအောက်ထန်းထားတာလေ အဲ့ဘယ်ညာပခုံးပြောင်းနေဆိုတဲ့အတိတ်ပဲတွေကအများကြီးရှိခဲ့တယ်။ဒါနဲ့အဲ့စကားတွေအားလုံးက80 50တန်းလေးပဲတည်တယ်။အဲဒီဘက်ဒီဘက်ဒီဘက်ကြတော့လေအယံဝေးသွားပြီ။အပြောရရှိလို့ရှိရင်ပို့တယ်လို့ထင်မယ်ပေါ့။အမှမဘုရားဘာသာရဲ့ဖရားလိုကြဆိုရင်တခုမှမပို့ပါဘူး။ဖရားသိမ့်မှနေအယံကြပါလိမ့်။ဖြစ်ရင်ဖြစ်တဲ့ဆိုတာကိုပဲဟောကြားတော်မူရဲ့ဖရားလေ။လက်ကြောင့်လို့နန္ဒကားဆိုတာရှိပါတယ်။အဲအဲ့ရမတစင်အနီနဲ့အစိမ့်နဲ့တကားပြန်ခွဲတဲ့ရေထဲမှာရှိတဲ့ပုံကိုကြတော့ကာလနဂါရဲ့အကြီးတက်ခေါ်တာပေါ့။ ဒါကြောင့်ငကြေးလို့ခေါ်တာပေါ့အဲ့ငကြေးရဲ့အကြီးတက်ဟာအစိမ့်အောင်ရှိတယ်။ငကြေးရဲ့အကြီးတက်ဟာအနှဲအောင်ရှိတယ်အနီအောင်ရှိတယ်။အဲ့တဘောမျိုးပဲအဲ့တော့သူကဘာလို့ပြန်ပြောလို့ဆိုတိုက်ဆိုတဲ့စကလုံးကိုတုံးသွားလို့ရပြီ။သူကဘာလို့ဆိုရေအောက်မှာလဲကဘာတစ်ခုရှိတယ်။အဲ့ဒါရေအောက်ရွာဆိုတဲ့ဥစ္စာကြီးကိုအဘကြုံငယ်ဘူးတယ်။ကြုံငယ်ဘူးလဲဆိုတော့ဘာလို့ကြုံငယ်ဘူးလဲဆိုတော့အခုဒါဒီငကားနဲ့ပတ်သက်လို့ခြေခံပြီးမေးရတဲ့တခါလေးပြောလိုက်တော့အဘုဒ္ဓပဲ။နော်အဲ့တော့တွေးဆိုတဲ့နေ့တဲ့ချိန်မှာလေတွေးရဒလနဲ့ ရန်ကုန်နဲ့တမောပေါ့နော်ကူးတယ်ကူးတဲ့ချိန်မှာအဲတမောကူးတဲ့ချိန်မှာတမောကူးနေတဲ့ချိန်ကမှနိုင်ငံတမောကြီးကလာနေတယ်အဲ့တော့ဟိုကလည်းဟွန်းတီးတယ်ဒီကလည်းလွတ်အောင်လို့ဆိုလွတ်တယ်လွတ်တယ်ကိစ္စမရှိဘူးဆိုတော့ဖြတ်သွားချိန်ကမှဒလနဲ့ဒီဘက်ရန်ကုန်နဲ့ကူးတဲ့ပြင်တမောနော်တိုးအေးဟာကက်လိုက်ခံပြီးတော့တမောကနိုင်ငံသားတမောတက်ချသွားအဲ့တက်ချသွားတဲ့ချိန်မှာလိမ့်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 အပိုင်းသုံးပိုင်းပြတ်ထွားအဲ့ဒီချိန်မှာအဲ့သဘောကြီးမြုပ်တဲ့ထဲမှာတယောက်နဲ့တယောက်နဲ့ရေတယောက်ကူးတဲ့ငါးယောက်ကဝိုင်းဆွဲအဲ့တယောက်လည်းသိတယ် အကောင်လုံးတည်တယ်အဲ့တော့အဲ့ဒီသမောထဲမှာအကောင်လုံးနစ်ပြီးပါသွားခြင်းမအဲ့ဒီသမောမစီးနေတဲ့ပါစင်ညာတွေပါသွားခြင်းအားလုံးဆဲကြမယ်ဆိုတဲ့အခါကျတော့အကောင်လုံးပေါ့နော်ရေငုံဝိဆောင်နဲ့ဆင်းပြီးတော့ဆဲတဲ့အခါတူဦးကိုဆွဲလိုက်တာနဲ့တတိုင်းပါတယ်ကြောက်ကြောက်နဲ့ကုတ်တာကြစ်တာဒါပါကိုရိအဲ့လိုထားခြင်းမှာနောက်ဆုံးကြတော့ကဲကောင်းပြီပျောက်တဲ့လူလည်းပျောက်နေဆင်းပြီးတော့အားလုံးကိုငါတို့တွေဘယ်လိုလုပ်ကြမလဲရေငုံသမားကိုမှားလိုက်ရေငုံသမားကျွန်တော်ဆင်းမယ်ဟုတ်ပါ အဲ့ငုတ်ကြတာစလုံးတော့မဟုတ်ဘူးမြန်မာပြည်ကသင်္ဘောငုတ်တဲ့လူတွေပဲစင်းတဲ့အခါကျအောက်မှာဘာတွေ့လဲဆိုမောင်ရင်မောင်ရင်တဲ့ဆိုလက်ကြည့်တတ်တော့နှခမ်းမွေးနော်အဖြူမုတ်စိတ်အဖြူစပယ်အဖြူနဲ့ဖိုးသူတို့တွေ့ရမောင်ရင်ကလာပြီးတော့ငုံမနေနဲ့တဲ့သူတို့ကပျော်နေပြီသူတို့နေရာရောက်လို့တဲ့ဆိုတော့သူလက်ကြည့်တဲ့အခါကျသူကရင်ငုတ်ဝဆောင်နဲ့ဟိုကကျတော့ဘာမှမရှိဘူးမောင်ရင်ကိုပြမယ်ဟိုမှာကြည့်လိုက်စမ်းတယ်ဆိုတော့ဈေးကြီးတစ်စုနဲ့ ဲ့ဒီအောက်ထဲမှာရေထဲမှာရေထဲမှာရေရောက်ရွာဆိုတာဟောဗတ်တသိခံပြောပြတာအဲ့ဒီဒလပဲပြည့်စုံတယ်မှာတော့ပေါ့နော်အဲ့လိုကြောင့်မဘာလို့ဆိုတော့မောင်ရဲလာမရှာနဲ့တော့သူတို့ကပြောနေပြီဟိုဘက်ဘွားပြီးသွားပြီဒီဘက်ရောက်သွားပြီတဲ့ပြန်တော့ပြန်တော့ရဆိုတော့အဲ့လောက်လိုက်တယ်လောက်လိုက်ချိန်မှာလက်ကြည့်ပါဆိုတော့ဈေးတစုနဲ့အဲ့မှာကခုံနေကြတယ်ကခုံနေကြအဲ့မှာလည်းငကားတွေအားလုံးကလည်းလူးလို့မပြောပြောနေကြတယ်သူညီကောင်မောင်မရဲ့ဆွေမျိုးတွေပြန်ရောက်ပြီဆိုတော့တချို့ကြလည်းတပိုင်းနဲ့ဟုတ်ပါ အဲ့ဒီမိငကားတော့ဘိုင်းလူတော်ဘိုင်းနဲ့ကနေကြအဲ့ဒီတွေ့တဲ့ခါကျရေငုံသမားအန်ဟောပြီးတော့မပြန်တော့တယ်ဆိုတော့သူ့ရဲ့လက်ထဲမှန်းပြီးတလုံးထည့်ပြီးလိုက်တယ်ဟုတ်လားမှန်းပြီးလုံးထည့်ပြီးလိုက်ရိုက်တင်လိုက်တင်လိုက်တဲ့ခါကျအဲ့ဒီရေငုံသမားအပေါ်ရောက်တော့စကားမျိုးနိုင်တော့ကအစ်စ်တလို့အတလို့ဖြစ်နေအပ်ပြီးတော့ပြီးတော့တယောက်ကဘာဖြစ်လဲပြောသားမအောင်ဒီပန်းကြီးကပေးရအောက်ကပေးလိုက်သူကလက်ချင်တယ်ပြအတယောက်ကနောက်ကဟာပြောတော့ကောင်းရိုက်တော့မှ အဲ့တော့ပဲသူကအမေရိကန်နေပါပြည်တယ်မြဲလေသတိရပြီးတော့အောက်မှာရွာရှိရဲ့အောက်မှာရွာရှိတယ်ငကားတွေရောဘာတွေရောကခုံနေကြတာပြန်တော့တဲ့မင်းတို့လည်းမဆိုင်တော့ဘူးတဲ့သူတို့အောက်မှာပျော်နေကြပြီအဲ့လိုပြောလိုက်တယ်အဲ့ပုဂ္ဂိုလ်လည်းတောက်လျှောက်ကနေပြီးတော့ထောက်လောက်လောက်ကြီးကိုကြောင်တောင်တောင်နဲ့အဲ့ပုဂ္ဂိုလ်ရဲ့နာမည်ကိုအောင်ဝင်းလို့ခေါ်တယ်ရေကုန်သမားချန်ပီယံကဲအဲ့တော့အဲရေအောက်ရွာတဲ့ရေအောက်ရွာရှိတယ်ပေါ့နိအဲကျမကတော့မြင်း ဘယ်လိုပြောရမလဲဌာနာကြီးလာပုံမြင်နေလို့လဲထင်ချင်လဲထင်နိုင်မယ်ပေါ့နော်တကယ်ဖြစ်လဲဖြစ်နိုင်မယ်ပေါ့လေကျွန်မကတော့ဒါကတော့ရှိလားမရှိလားတော့ကိုလဲကိုမကြုံဘူးတဲ့အတွက်ကြောင့်မလို့မသိဘူးဒါပေမဲ့ကြုံဘူးတဲ့ပုံကိုဆိုပြီးတော့ပြောနေရခါကြတော့လေကျွန်မတို့ညားထောင်ရတာပေါ့နော်အဲ့တော့ဆက်ပြီးတော့ညားထောင်ကြည့်ကြမယ်နော်ကူလာရွှေရဲ့တပည့်ရင်ဝရောင်လာရွှေတပည့်ရင်အဲအဲ့ဒါဆိုလို့ရှင်အမခဲလို့ကြက်ကအဲ့ဒါပဲအဘအချိန်မှာအဲ့ဒီရရတဲ့ဘောလီတွေကို အဲရင်းတော့ကလီပေါ့ကွာနော်ကလီရဲ့ပေးနာစိတ်ကမိုးတော့တန်းစီပြီးတော့ခြတာတော့ရှော့အရရဟာတွေပေါ့နော်အဲ့တဘောတော့ရှိတယ်အဲအကြောင်းမလို့ရေအောက်ရွာမှာလေဒီရေအောက်မှာရွာရှိတယ်အဲရွာရဲ့အောက်ထဲကနေပြီးတော့ဘောပြောတဲ့နန္တကားတွေအားလုံးစီရဲထားတယ်တိုက်ကိုစောင့်နေဖះရနေဇေကြီးနဲ့ပုဂ္ဂိုလ်တွေရှိတဲ့အတွက်အခိုင်အမာပြောကြပါတယ်တင်ပြပါတယ်ကျန်ကစားမြစ်တော့ဟော ဒလာမြေကအောက်ပေါ့ဒလာမြေအောက်ဆိုတာတခြားမဟုတ်ဘူးလေအခုတို့ဒီဘက်ကနေပြီးကူးလိုက်လို့ရှိလို့ရှိရင်အနည်းဆုံးပြမယ်ဆိုရွှေဘက်ပေါ့အဲ့တော့မှဘယ်သားမှရှိတယ်ဟိုဘက်ကားမှဆိုဒလာစိတ်ကပေါ့အဲ့ဒီအရာလေးတမောတူဖြတ်ကူးတာလေကရုပေါ့အခုတော့ချယ်ရီပေါ့ချယ်ရီတမောသွားနေရပေါ့အဲ့ကရုတိုးရေးပါအဲ့အဘာလို့ကတကြံခိဆိုတော့အဘာလို့တကြံမှာတော့မှစာရီထီကာရေးပြီးတန်ချက်တွေပဲထည့်ကြသေးတယ်အဲတိုးရေးတိုးရေးတိုးအေးတဲ့နာမည်ကအဲ့တမောနာမည်ကငါအဲ့ပါပါသွားကြတာ င်းသောနာမည်တိုးအေးအေးအာဗရီသမောကြီးအေးအာဗရီကိုနာမည်ပေးတာတိုးအေးဂျပန်စီရောကြီးပေးတာသမောနာရသမောကြီးကကလန်ကိုဖြတ်တိုက်ပြေတာဘာလို့လဲ तू ကမလူဘူးဆိုတာသိတယ်လေဟိုကလည်းပြောတယ်လေအကောင်လုံးပေးတတ်တယ်လည်းပြောတယ်သမောကဘာပါစင်ညာခီးတယ်ပြောမလူဘူး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 လောက်ကြပါဒုက္ခပါအဲ့လိုပြောပြောနေဟိုကဟိုကပန်ကလေးရတပတ်ချင်းလေအဲရသမောကဒီလိုလားနေတာပန်ကောင်ကြည့်တော့နှေးတယ်သမောရဲ့ရှေ့နှေးတော့မဟုတ်တာယူဒီကလန်ကြီးကိုချပြေတာလိမ့်နေလိမ့်သုံးပဲပြတ်ထွားတာ အဲ့သဘောမျိုးပေါ့ဆိုတော့ဒါအဘတို့ရဲ့ကိုတွေ့အဲ့တော့အဲ့လိုဘာအဲ့ဒီအချိန်မှာအဲအဘအဲ့ချိန်မှာဘာဘာအဲ့သမားပဲအဘသွားလာနေတဲ့လောက်ကနေတဲ့နေရာတွေပေါ့အဲ့သဘောမျိုးပဲရှိတယ်ရန်ကုန်ကဘာမှမရှိဘူးလေဟာမမော်ဒင်လေးလာနေပြီးတော့ဒီလမ်း90ဆိုဒါရန်ကုန်ကကုန်သွားပြီလေအဲ့တော့အကြောင်းရှိပြီဆိုရင်အဘတို့ကသိရတယ်အဲ့ချိန်မှာလည်းအဘတို့ကကုန်သီးတန်းမှာအဘတို့ပြောမှဆိုရင်လက်ဖက်ချောက်ပေါ့နော်လက်ဖက်ချောက်လုပ်ငန်းနေလုပ်တယ်နော်အဲ့ဂိယပစ္စည်းရောင်းဝယ်ဆိုင်လုပ်တယ် အဲ့တဘောမျိုးပဲအဲ့အဲ့တကြောင်ဘာလို့ကနီးနီးလေးပဲပေါ့အကြောင်းရှိလာလို့ရှိရင်ဒါရောက်ရောက်တဲ့ဖြစ်စဉ်တွေမေးလဲတာနည်းနည်းပြောရအခုလေးဖြတ်ကူတာအခုလေးတို့ဖြစ်တယ်ဆိုနမိုးတွေပေါ့အကောင်လုံးဘက်ကဒီဘက်ကငိုကြတာပေါ့အုံထားနေရပဲအဲ့တဘောပါကဲအဲ့တော့ကျမရဲ့ပြည်သက်ကြီးပေါ့နော် ီမှာတော့ဒရိုက်တာဦးကျော်ဟင်းကျော်အားနေပြီးတော့နဂါးရှိရဲဆိုပြီးတော့အခိုင်အမာပြောသွားတယ်ပေါ့နော်။နောက်သူပြောတဲ့နဂါးတွေအားလည်းအယောင်ကအစိမ်းယောင်နေရောအနီယောင်နေရောပေါ့နော်။အဲအဲ့လိုမျိုးတွေရှိတယ်။ဆိုတော့ကျမကကျမတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်မှာတော့နဂါးဆိုတာရှိခဲ့မယ်လို့ထင်ပါတယ်။နော်။ဒါပေမဲ့လို့အခုနောက်ပိုင်းမှာတော့အဲ့ဒီနဂါးကတော့ ပြောက်ကွယ်သွားပြီလို့ထင်တယ်ပေါ့နော်။ဒါပေမဲ့လို့တချို့ကလည်းငကတိုက်ကလာတာမျိုး၊နောက်ငကားဆိုတာတကယ်ရှိရဲဆိုတာမျိုးပေါ့နော်။ယုံတဲ့သူလည်းရှိရဲ။နောက်ပြီးသွားလို့ရှိရင်ခုနကပြောတဲ့အတိုင်းပြန်ပြောရမယ်ဆိုရင်ဘိုင်းဖုံးဆရာတော်ရဲ့ဒီဟောကြားချက်တွေကိုယုံတဲ့သူလည်းရှိရဲ။တချို့ဖြစ်လူငယ်တွေမယုံတဲ့သူလည်းရှိရဲပေါ့နော်။ဆိုတော့ယုံကြည်ရဲ့မယုံကြည်ဘူးတဲ့ဆိုတာကတော့ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပဲဆိုင်ပါတယ်။အဲ့လိုမျိုးဆိုတော့ အဲတကယ်လည်းကျမတို့မမြင်နိုင်တဲ့နေရာမှာမမြင်နိုင်တဲ့ကဘာတစ်ခုရှိရင်လည်းရှိနေမှာပေါ့လေဒါပေမဲ့အသိပ္ပံကြီးကြတွမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးရေအောက်ရွာတို့ဘာတို့ဆိုတာလည်းရှိကြမှာလည်းရှိမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ ဟိုယုံနဲ့စကားလို့လည်းဖြစ်ဖြစ်သွားနိုင်တယ်ပုံမြင်တမုတ်လို့လည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ကျမရဲ့ပရိသတ်တွေထဲမှာရောနဂါးရှိရဆိုတာကိုတကယ်ယုံတဲ့သူတွေရောရှိလားပြီးွားလို့ရှိရင်ငလင်လုတ်တယ်ဆိုတာရောဒီနဂါးကြီးကြောင့်လို့ယုံတဲ့သူတွေရှိလားပေါ့နော်အဲ့ဒါလေးတွေကိုကွန်မန့်လေးရေးခဲ့ပြီးလို့ရပါတယ်ကျမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ငလင်လုတ်တာကဒီတဘာဝဘေးအန္တရာယ်တစ်မျိုးဖြစ်ပြီးရောဒီပေါ့နော် ကျမတို့ရဲ့ကဘာမျိုးပေါ်မှာရှိတဲ့ပြည့်ရီကျော်တွေရဲ့လှုပ်ရှားယုံကံမှုတွေကြပါတော့။ငငယ်တော့တင်ရတဲ့ပထဝီရပြောရမယ်ဆိုလို့ရှိရင်အဲဒီမှာကြောက်ပြားဤဒီတစ်ခုပေါ့နော်။ရွေးရှားနေရအောင်ပဲဖြစ်ခဲ့တာပေါ့နော်။ငလင်းဖြစ်ခဲ့ရလို့ကျမကတော့ထင်ပါတယ်။ဒါပေမဲ့ကျမနဲ့အမြင်မတူရှိတဲ့သူတွေပဲဖြစ်ဖြစ်ကျမနဲ့အမြင်တူတူရှိတဲ့သူတွေပဲဖြစ်ဖြစ်ငကားရှိတာကိုယုံတဲ့သူတွေပဲဖြစ်ဖြစ်အားလုံးပဲ comment တွေမှတ်ခဲ့ပြီးလို့ရပါတယ်လို့ပြောချင်ပါတယ်ရှင်။အားလုံးပဲ video လေးကိုကြည့်ပြီးရတော့လည်းကျေးဇူးများတင်ပါတယ်။